ရှုတ်မတ်နေပီဆိုမဲ့တရားတိုတ်ဖိုလိုအပ်တာရှိရဲ့အဲ့ကြောင့်မို့လို့တရားတိုးတက်ဖို့အတွက်အထောက်ပံ့ကောင်းတွေလိုအပ်လာပြီ။ဘာကြီးလိုအပ်နေလဲဆိုတော့အိန္ဒြေ၅ပါးအရေးကြီးလာပါပြီ။တတတတိဝိရိယဓမ္မာတိပညာဒီအိန္ဒြေ၅ပါးကိုအလုံး ဒီညီညီညာညာနဲ့ကောင်းကောင်းဖြစ်အောင်ကောင်းဆုံးဖြစ်အောင်အားစိုက်ဖို့လိုလာပြီအညီအမြကြီးမာရင့်တန်လာအောင်အားထုတ်ဖို့လိုလာပြီအဲ့လိုအိန္ဒြေ၅ပါးရင့်တန်လာပါမှဒီမိမိအားထုတ်တဲ့ဝိပဿနာတရားတွေတိုးတက်လာပါလိမ့်မယ် ပြီးတော့နောက်တစ်ခုကကြတော့စတုရာရခပေါ့ဒီအဆောင်လျှောက်ကမ္မထံ၄ပါးမိမိကိုတရားသိုးတက်ဖို့အတွက်ဆောင်လျှောက်ပေးတဲ့ကမ္မထံ၄ပါးအချိန်ခါတင့်အားလျော်စွာမကြာမကြာပွားများအားထုတ်ရမည်ဗုဒ္ဓနုတတိမြတ်စွာဘုရားရဲ့ဂုံတော်ကိုတခါတခါတည်းမှာပွားများရမည် ပြီးရင်မေတ္တာကမ္မထံမေတ္တာကမ္မထံကိုလည်းကို အချိန်ရရင်ရတယ်လို့ပွားများအားထုတ်ရမယ်ပြီးရင်အတုပကမ္မထံအတုပကမ္မထံပြီးရင်မရဏနှုတ်တတိဒီကမ္မထံ၄ပါးကတော့ဝိပဿနာမဟုတ်ပေမဲ့လေတမထကမ္မထံ၄ပါးပေါ့ ိုင်မဲ့အဲ့ဓမ္မထကမ္မထံ၄ပါးကဝိပဿနာတရားကို အထောက်ပံ့ဖြစ်စေတယ်တိုးတက်စေတယ်ဗုဒ္ဓနုတတိမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုအာယုံလေးစိုက်ပြီးတော့မှဘွားများရွတ်ဆိုခြင်းအပြင်မိမိရဲ့ရော့ချနေတဲ့တရားတရားတွေကိုတိုးပွားစေတယ်ပြီးတော့မေတ္တာကမ္မထံမေတ္တာကမ္မထံကို စီဖြန်းခြင်းအပြင်မိမိရဲ့စိတ်ကလည်းအီးချမ်းနေမယ်။ပြီးရင်ဒေါတာယော့ပါစီတယ်။ဖြစ်ပေါ်လာတဲ့ယုံ nant တွေပေါ်မှာမကြိုက်ချင်းဆိုတဲ့ဒေါတာကတဖြည်းဖြည်းတဖြည်းဖြည်းယော့ပါစီတယ်။အတုပကမ္မထမ်းကြတော့သူ့ကိုစီဖြန်းလိုက်ခြင်းအပြင်ဒီယုံ nant တွေပေါ်မှာလူချင်းတတ်မှတ်တဲ့တဏှာ တွေ့တာမှုယော့ပါစီတယ်မရဏနုတ္တိကြတော့တည်ချင်းတရားကို မကြမကြရှုမှတ်ပွားများတဲ့နေတည်ချင်းတရားကို ရှုမှတ်ပွားများမှတံဝေကဉဏ်တွင်ကြီးမားစေဖြစ်ပေါ်စေတယ်အဲ့တံဝေကဉဏ်ဖြစ်ပေါ်စီမှာ မိမိရှုမှတ်တဲ့ဝိပဿနာတရားတွေကိုကြိုးစားအားထုတ်လို့စိတ်ပုံများလာပါလိမ့်မယ်။တခါတည်းရှင်မှတ်ရင်နဲ့ဝိရိယတွေရော့ကျလာတာရှိရဲ့။ပြင်းကြီးလာတာရှိရဲ့။အဲ့ဒီအချိန်ကျရင်မရဏနုတ္တိကိုတခဏတာ9မိနစ်10မိနစ်လောက်စင်ခြင်ပွားများပြီးတော့အားထုတ်နေရမယ်။အဲ့လိုပွားများအားထုတ်လိုက်ခြင်းအပြင် ဝိရိယကိုတိုးပွားစေခဲ့တံဝေကဉဏ်ကိုယဉ်တန်စေပြီးမိမိအားထုတ်တဲ့ဝိပဿနာဉာဏ်စဉ်တွေကိုလည်းတိုးတက်အားကောင်းလာစေပါれအဲ့ဒါကြောင့်မလို့ဒီစတုရာရခဆိုရဲဒီကမ္မထန်၄ပါးကို အဆောင်လျှောက်တရား၄ပါးမကြမကြပွားများ အာထုတ်တဲ့နည်းမနေ့မိုးလင်းတဲ့အချိန်မှာဆိုရင်ဒီ၄ပါးကို 15မိနစ်လောက်အကျဉ်းတော်၎င်းဟိုမကျဉ်းမကျဲတော်၎င်းစင်ချင်းပွားများအာထုပ်တင်နေအဲ့လိုအာထုပ်တဲ့အခါမိမိရှုမှတ်နေတဲ့ဒီဝိပဿနာဉာဏ်စဉ်တွေရဲ့ဒီယုံ nant တွေပေါ်မှာဒီရှုမှတ်လို့စိတ်အာထုပ်လို့စိတ်စန္ဒတွေပြင်းပြလာပါလိမ့်မယ်အဲ့ဒီပြင်းပြနေတဲ့စန္ဒက တရားတုတ်ဖို့အတွက်အကောင်ဆုံးဤလမ်းပဲဖြစ်ပါတယ်အခုယောဂီတို့ကရှုမှတ်နေကြပြီဒီယုံ nant တရားတွေဖြစ်ပေါ်နေတဲ့ယုံ nant တရားတွေမြင်နေရတယ်ကြားနေရတယ်တွေ့ထိနေရတယ်တွေ့တော့နေရတယ်ဒီယုံ nant တရားတွေက ဒီတဘောဝတရားတွေပဲငါလည်းမဟုတ်ဘူးငါလည်းမပိုင်ဘူးအနတ္တတဘောဆိုတာရှုမှတ်ခဲ့ပြီးပြီးစင်ချင်ခဲ့ပြီးပြီး အနတ္တတဘောကိုတိတိချာချာလေးသိမြင်ပြီဆိုရင် အနိစ္စတဘောကလည်းမခက်ခဲလာပါဘူးအနိစ္စဆိုတာကမတိမြဲဘူးမျက်စိကမြင်နေရတဲ့အစင်းတွေမြင်နေရတဲ့အရာတွေသူ့ရဲ့တဘောဝတရားတွေကတော့တိမြဲသလား အခုနကမြင်နေရတဲ့အစင်းတွေကအခုဆိုရင်မရှိတော့ဘူးပျောက်သွားပြီမနေ့ကမြင်ခဲ့ရတဲ့အစင်းတွေလည်းအခုလက်ရှိပစ္စုပ္ပန်မှာဘာမှမကျန်ဘူးပျောက်သွားပြီမနေ့ကမြင်ခဲ့တည်းမလည်းဘာမှမကျန်ဘူးမြင်မြင်တည်းမဘာမှ အဖတ်ကိုမကျန်ဘူးအဲ့ဒါကြောင့်မလို့အနေအဆာ နားကလည်းအတန်တွေအများကြီးကိုကြားနေရတယ်တနေကုန်စင်ရည်တွဲလို့တောင်မကုန်နိုင်ဘူးအများကြီးကြားခဲ့ရပြီအခုလက်ရှိပြစ္ဆုတ်ပံမှာနားထဲမှာဘာအတန်များကတ်ကြံနေသေးလို့တော့ကြားခဲ့တဲ့မြတ်အတန်တွေအားလုံးကလည်းအခုပင်ကြားတယ်အခုပဲပြောက်သွားတယ်တည်တတ်မနေဘူး အဲ့ဒါကအနေအဆပဲတတိချက်ချာမြင်အောင်ကြည့်ပေးပါ အတွေးလဲတီလို့ပဲ တွေးတယ်အကြောင်းအရာတွေဒါအကြောင်းတွေတမိအကြောင်းတွေအိမ်အကြောင်းတွေစီးပွားရေးအကြောင်းတွေအခုနာမှတွေးတဲ့အတွေ့အကြုံအခုလက်ရှိရှိတည်သလားမရှိရောဘူးပျောက်သွားပြီပြက်သွားပြီဖြစ်ပေါ်တည်းများတဘာဝတရားတွေအလုံးကမတည်မြဲကြဘူး တီကူကာယအချီကြတော့ကိုသူကြတော့ပြောင်းလဲနေတယ်အချိန်နဲ့အမျှစက္ကန့်နဲ့အမျှပြောင်းလဲနေတယ်တီခန္ဓာကိုယ်ကြီးကအမြဲတမ်းတည်တက်နေလို့ထင်ရပေမဲ့တကယ်တမ်းဉာဏ်အမြင်နဲ့တစ်ချက်ကြည့်ကြည့်လိုက် တာမန်လူတွေကတော့တီခဏကိုကြည့်မပြောင်းလဲပါဘူးလို့ပြောဆိုကောင်းပြောလိုက်နေဒါပေမဲ့အတိညာနဲ့ကြည့်လိုက်တဲ့အခါမှာတီခဏကိုကြည့်ကယွိနေတယ်ပြောင်းနေတယ်စကန့်နဲ့အများကို ပြောင်းနေရမနေ့ကခန္ဓာကိုယ်လည်းဒီနေ့ခန္ဓာကိုယ်ရှင်ထိုးကြည့်လိုက် တူသေးတလားမတူနိုင်တော့ဘူးပြောင်းသွားပြီလွန်ခဲ့တဲ့နှစ်ရက်ကဒီခန္ဓာကိုယ်ကြီးကိုကြည်လိုက်တူသေးလို့လားလွန်ခဲ့တဲ့တပတ်ကဒီခန္ဓာကိုယ်ကြီးလွန်ခဲ့တဲ့တလကဒီခန္ဓာကိုယ်ကြီး လွန်ခဲ့တဲ့တနေ့လွန်ခဲ့တဲ့၅နှစ်ကခန္ဓာကိုယ်နဲ့အခုလက်ရှိခန္ဓာကိုယ်နဲ့တူတေးတလားပြောင်းနေကြပြီတရွေ့ရွေ့တရွေ့ရွေ့ကို ပြောင်းနေရတတိလေးထားကြီးမှပြောင်းလဲနေရကိုတွေ့လိမ့်မယ်အဲ့ဒါကရုပ်တရားရဲ့မတိမြဲခြင်းပဲ မတည်မြဲတဲ့အနေအဆတဘောအဲ့ဒီယုံ nant တဘောတရားတွေကငါလဲမဟုတ်ဘူးငါလဲမပိုင်ဘူးတဲ့ထိမ့်ချုပ်လို့လည်းမရဘူးအဲ့ဒါကြောင့်မလို့အနတ္တဖြစ်တမြကလည်းပျောက်ပျောက်သွားတယ်ပြက်သွားတယ်ငင်တမြလည်းပျောက်သွားတယ်ကြားတမြလည်းပျောက်သွားတယ် တွေးထီးတမျှတွေးတော်တမျှဘာမှမကြံရစ်ဘူးအနေစာအဲ့လိုငါလည်းမဟုတ်ဘူးဘာမှလည်းမကြံရစ်တဲ့ဒီယုတ်နံတရားကြီးကိုမကြိုက်ဘူးမလိုချင်တော့ဘူးလို့ပြောကြည့်ပြန်တော့လည်းမရပြန်ဘူး ဟုတ်တယ်လေဘာမှလည်းအဖက်မတင်နဲ့အဖက်မကြံနဲ့ဒီခန္ဓာကိုယ်ကြီးကိုရရှိထားခြင်းငါလည်းမဟုတ်ပြန်ဘူးရှုဖန်များတဲ့ခါကျတော့ဒီခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးမလိုချင်လဲရရမှာပဲတဲ့လိုချင်လဲရရမှာပဲငင်းဆန်ပိုင်ခွင့်မရှိဘူးအဲ့ဒါကြောင့်မလို့ဒုက္ခတဲ့ဒီခန္ဓာကိုယ်ကြီးကိုရရှိလာရခြင်းဒီဒုက္ခ ဆင်းရဲခြင်းပါလားအနိစ္စကိုမြင်လဲဒုက္ခကို မြင်လာပါလိမ့်မယ်အနတ္တမြင်လဲဒုက္ခမြင်လာပါလိမ့်မယ် ဒီခန္ဓာကိုယ်ကြီးကဒီနာတဲ့ဘက်ကိုသွားနေတယ်တည်ဆုံးခြင်းဘက်ကိုသွားနေတယ်တည်ဆုံးခြင်းဆိုတဲ့ပန်းတိုင်ကိုတရွေ့ရွေ့သွားနေတယ်အဲ့ဒါကြောင့်မလို့ပေးတဲ့နေတလို့ပဲတဲ့ဒီအိုနာတေပေးဆိုတဲ့ဆင်းရဲခြင်းဒုက္ခကြီးကို တဖြည်းဖြည်းတဖြည်းဖြည်းနဲ့တွားနေကြတယ်ယွိနေတယ်အဲ့ဒါကြောင့်မလို့ဒီခဏကိုကြီးကိုရရှိထားခြင်းဒီဘေးဒုက္ခတစ်ခုကိုရထားတယ်လို့ပဲပြီးတော့ဝုခန်နေရတယ်လို့ပဲတဲ့ဒီခန္ဓာကိုယ်ကြီးကိုရရှိထားခြင်းဒီ ိုလိုက်နေတယ်လို့ပဲတဲ့ဟိုဆိုတာကြတော့လေပတ်နေတာအတိတ်ကတနာကြမလို့ဒီယုတ်နယ်နှစ်ပါးခန္ဓာကြီးကိုရရှိလာတယ်ဒီရရှိထားတဲ့ဒီခန္ဓာကိုယ်ကြီးယုတ်နယ်နှစ်ပါးကို နောက်ထပ်တနာပြန်ဖြစ်တယ်အကြောင်းတရားကြောင့်မလို့အကျိုးတရားဖြစ်ပေါ်လာတဲ့ဒီယုတ်နယ်ကြီးကနောက်ထပ်အကြောင်းတရားတနာကို ထပ်ဖြစ်ပေါ်စေတယ်အဲ့အကြောင်းတရားကြောင့်မလို့အကျိုးတရားယုံနံပြန်ဖြစ်တယ်အကြောင်းနဲ့အကျိုးကလဲပတ်နေရမကုံဆုံးနိုင်တဲ့တဏ္ဍာကြီးထဲမှာကျင်လေကျက်စားနေကြရတယ်အဲ့ဒါကိုဝတ်လို့ခေါ်တယ်လဲပတ်နေတာမလွတ်မြောက်နိုင်ဘူးတဏ္ဍာကနေမလွတ်မြောက်နိုင်ဘူး အဲ့ဒါကြောင့်မလို့ဒီခန္ဓာကိုယ်ကြီးဆိုရယ်ယုံ nant နှစ်ပါးကို ရရှိထားခြင်းဒီဘုခဏရတလို့ပဲအဲ့ဒါကြောင့်မလို့ဒုက္ခဆင်းရဲခြင်းဝိပဒနာတရားကို ရှုမှတ်တဲ့အတိကယူရချက်ကဒီယုံ nant နှစ်ပါးကို ဒုက္ခတစ္ဆာလို့သိစေခြင်းတာပိုင်းပိုင်းခြားခြားကိုသိစေခြင်းနဲ့စိတ်ကိုအေးချမ်းချမ်းထားပြီးရှုမှတ်ပေးပါ အရေးကြီးဆုံးအချက်ကတတိဖြစ်ပါတယ်တတိကအရာရာကိုဥဆောင်နေတာအိတ်ချင်လို့ထိုင်းမိုင်းလို့အတွေးများလို့ဆိုရင်ဒီရုပ်လည်းမမြင်နာမ်လည်းမမြင်တော့ဘူးအဲ့ဒါကြောင့်မလို့တတိထားပြီးတော့မှဒီရုပ်နာမ်တွေရဲ့ဒီတဘာဝတရားတွေကိုကြည့်မယ်အဲ့ဒီတဘာဝတရားတွေပေါ်မှာမှဒါမညလက္ခဏာလို့ခေါ်တဲ့ အနိစ္စဒုက္ခအနတ္တတွေကို ရှုမှတ်ပွားများကြပါယုံ nant တရားတွေပြောက်ရင်တရားကလည်းပျောက်ကွယ်သွားပါလိမ့်မယ်အဲကြောင့်မို့အခြေခံကြတဲ့ယုံ nant တွေကိုရှာဖွေဖို့မပြင်းပါနဲ့ မြင်သည်။ကြားသည်။တွေ့ထိသည်။တွေ့တော်သည်။အရာအလုံးကိုယုံနံစင်တဲ့ကိုထက်ယုံနံစင်တဲ့ထဲ့ပြီးဆိုမှအဲ့ဒီယုံနံပေါ်မှာမှမတိမြဲတဲ့အနေဆာတဘောတွေဆင်းရဲတဲ့ဒုက္ခတဘောတွေငါမဟုတ်ငါမပိုင်တဲ့ဒီအနတ္တတဘောတွေကိုရှုမှတ်ရမယ်။ တတိလဲထားရမယ်ပြီးတော့ဝိရိယကြိုးစားအားထုတ်လို့စိတ်ရှိရမယ်တတိဝိရိယတတိဝိရိယရှိပါမှဓမ္မာတိဆိုတာဖြစ်ပေါ်လာလိမ့်မယ်ယုံနဲ့တွေကိုမြင်နေတဲ့ရှုမှတ်ပွားများနေတယ်ဆိုရင်ဓမ္မာတိရှိတာပါပဲတတိဝိရိယဓမ္မာတိဆိုရင်ဒါဓမ္မာတိမက္ကင်၃ပါယောဂီတို့က

ဉာဏ်ရည်တရားတက်လာနိုင်မယ်ဝိပဿနာဆိုတာဉာဏ်အလုတ်ဖြစ်ပါတယ်မမှန်ကန်ကန်လဲမြင်မယ်မမှန်ကန်ကန်လဲတွေးတောနေမယ်ဆိုရင်ဒါဓမ္မတိဋ္ဌိဓမ္မသင်္ကပ္ပပညာမက်ကင်နှစ်ပါးတီးပူးနေတာဖြည့်ကျင့်နေတာဒါမက်ကင်၅ပါးကိုယောဂီတို့က 毕竟你。 မျက်စိကမြင်နေရတယ်အတန်တွေကြားနေရတယ်တွေးထိနေတယ်တွေးတော့နေတယ်ဘလို့ပဲပေါ်ပေါ်ဘလို့ပဲရှူရှူဖြစ်ပေါ်လာတည်းများအရာအားလုံးကိုလူချင်းနဲ့သဘောကျတဲ့လောဘမဖြစ်ပေါ်ပါစေနဲ့မကြိုက်တဲ့သဘောမကျတဲ့ဒေါသမဖြစ်စေနဲ့မတိတဲ့မောဟလည်းမဖြစ်စေနဲ့ အရှုခံဖြစ်တဲ့ဒီယုံ nant တွေပေါ်မှာဓမ္မညလက္ခဏာကိုတင်ပြီး ရှုရဲဆိုရင် လောဘလည်းမဝင်တော့ပါဘူးဒေါသလည်းမဝင်တော့ပါဘူးမောဟလည်းမဝင်တော့ပါဘူးကိလေသာရှားမခိုနိုင်တော့ဘူးပေါ့တတိရှိရင်ကိလေသာကမဝင်နိုင်ဘူးတတိရောလိုက်ပြီဆိုတာနဲ့ကိလေသာက ဝင်ဖို့အဆင်တင်ချောင်းနေရသူက ိလေတာ ကြောင်းမခုဖို့အတွက်တတိကိုထားပြီးတော့မှဒီယုံဉာဏ်တွေကိုလဲပတ်ပြီးရှုမယ်ယုံဉာဏ်တွေရဲ့မတိမြဲတဲ့တဘောတွေဆင်းရဲတဲ့တဘောတွေအဆိုးမရတဲ့တဘောတွေကိုသင်ချင်ပွားများနေပါ ရှုမှတ်ဖန်များလာတဲ့အခါမှာကြတော့နောက်ဆုံးမှာနှိပ်ပိန်ဓာဆိုရဲဒီခန္ဓာကိုယ်ကြီးကိုညီငွေ့လာတဲ့ဉာဏ်တစ်မျိုးဖြစ်ပေါ်လာလိမ့်မယ်အဲ့အခြေအနေထိရောက်တယ်ဆိုရင်ယောဂီတို့လမ်းကြောင်းမှန်တယ်လို့ပြောရပါလိမ့်မယ်တချို့မရောက်သေးတဲ့ယောဂီတွေကလည်းတတိချာချာလေးကို ရှုမှတ်ပွားများဖို့လိုတယ်အဲ့အခြေအနေရောက်ရင်ယောဂီတွေကစဝေစဝါဖြစ်သွားတတ်တယ် ဘာဆက်ရှုလို့ရှုရမယ်မသိဘူးဘိုလိုပဲရှုရမှာလို့လို့ဒါပဲရှုရမှာလို့လို့စဝိစဝါဖြစ်တတ်တယ်အဲ့ဒီအချိန်ကြာရင်လဲဘလောက်ပဲညီငွေညီငွေဒီခန္ဓာကိုယ်ကြီးကိုရရှိထားခြင်းကဒုက္ခတစ္ဆာပဲလို့ထိုးထွင်းသိမြင်သွားတယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးလေ ညီငွေလာပြီလေထမြောက်ရာလမ်းကြောင်းကိုတူရှာတော့မယ်အဲ့ဒီအချိန်ကျရင်လေဒီယုံ nant တရားတွေပေါ်မှာပဲတာမညာလက္ခဏာဖြစ်တဲ့အနေစာဒုက္ခအနတ္တကိုပဲထပ်တင်ပြီးမှထပ်ရှုရမယ်အရင်တုန်းကမရှင်းလင်းခဲ့တာကိုတဖြည်းဖြည်းနဲ့တော့ပူရှင်းလာလိမ့်မယ် အနိစ္စကအရင်တုန်းကတိတ်မရှင်းဘူးရှုဖန်များလာတဲ့အခါကျတော့ရှင်းလင်းလာတယ်မြင်ရတဲ့အစင်းပေါ်ရဲ့ဒီအနိစ္စတဘောတွေပို့ပြီးပြတ်သားလာတယ်ထင်ရှားလာတယ်အတန်တွေဘလို့အနိစ္စဖြစ်သွားတာလဲအရင်တုန်းကကျတော့ဝိုတိုဝါတာ ဉာဏ်စင်တက်လာပြီဆိုရင်သူကကြတော့ရှင်းရှင်းလင်းလင်းမြင်ရတယ်ကိုဉာဏ်တွေကကြီးလိုက်ပြီဆိုရင် ရှင်းလင်းနေရပဲအဲ့အချိန်ရောက်ရင်လေဒီယုံဉာဏ်တရားတွေပေါ်မှာပဲဓမ္မညလက္ခဏာကိုပြန်ရှုရမယ်အချိန်ချင်းဖန်ဖန်ရှုရမယ်

ဒီယုံ nant တရားတွေပေါ်မှာတာမညာလက္ခဏာတွေရှုမယ်အနေစာဒုက္ခအနတ္တမတိမြဲတဲ့တဘောဆင်းရဲတဲ့တဘောအဆိုးမရတဲ့တဘောဒါတွေကိုပဲထပ်ထပ်ပြီးတော့မှထပ်ရှုရမှာညာယေနုတည်တဲ့အချိန်မှာလည်းတီလိုပဲရှုရမယ် ဉာဏ်ရည်ရင့်တန်လာတဲ့အချိန်မှာလည်းဒီလိုပဲထက်ရှုရမယ်ဒါပေမဲ့ကြွာချသွားပြီမြင်ရတဲ့ဉာဏ်မှမြင်ရတဲ့သူ့ရဲ့အနေအဆတဘောတွေကပို့ပြီးတော့မှရှင်းလင်းလာတာပေါ့ ယောဂီတို့ကဒီကြားတဲ့အချိန်တွေမှာလည်းသူနဲ့သူစကားမပြောကြဘဲနဲ့တတိဝရိယထားပြီးတော့မှဒီယုံဉာဏ်တွေရဲ့တဘာဝတရားတွေကိုရှုမယ်ဒီဓမ္မညလက္ခဏာဆိုတဲ့အများပိုင်းလက္ခဏာတဘာဝတရားတစ်ခုချင်းရဲ့အများဆိုင်လက္ခဏာဖြစ်တဲ့မတိမြဲတဲ့အနေအဆာဆင်းရဲတဲ့ဒုက္ခ ငါမဟုတ်တဲ့အနတ္တတရားတို့ကိုအငြဲတမ်းစင်ခြင်နှလုံးတွင်းနေပါအဲ့ဒါဆိုရင်နောက်ဆုံးမှယောဂီတွေအလိုရှိတောင်းတအပ်တဲ့ဒီတရားတွေတိုးတက်လာပါလိမ့်မယ်